မင်္ဂလာပရိသတ်တို့ရေ Hub ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။အရင်တစ်ခါဖီယိုမှာတော့ပရိသတ်တို့ကို Jujutsu Kaisen Anime Zealand တဲ့ကအသုံးပြုရတဲ့ Domain Expansion တွေထဲက Domain ခုနှစ်ခုအကြောင်းကိုအသေးစိတ်ရှင်းပြပေးခဲ့ပါတယ်။ဒီဗီဒီယိုမှာတော့နောက်ထပ်ကြံရှိနေသေးတဲ့ Domain Expansion ခုနှစ်ခုအကြောင်းကိုဆက်လက်ပြီးပြောပြပေးသွားပါမယ်။အရင်ဗီဒီယိုကိုမကြည့်ရသေးတဲ့ပရိသတ်တွေအတွက် Description ထဲမှာ link ထည့်ပေးထားပါတယ်။နံပါတ်၈ Deadly Sentence ထေတံချမှတ်ခြင်း ဒီဒိုမိန်းကတော့တခြားဒိုမိန်းတွေနဲ့မတူပဲဒေသနိုင်တဲ့ဒေတာပေါက်ထိကျက်သက်ရောက်မှုမပါတဲ့ဒိုမိန်းမျိုးစားဖြစ်ပါတယ်။ဒီဒိုမိန်းကိုတော့တစ်လအတွင်းမှော်ဆရာဖြစ်လာခဲ့သူ Hiromi Higuruma ကအသုံးပြုခဲ့တာဖြစ်ပါတယ်။ ဖွင့်လှစ်လိုက်တဲ့အချိန်မှာတရားစီရင်ချက်ချမှတ်တဲ့နေရာတစ်ခုပေါ်လာပြီးအသုံးပြုသူနဲ့ပြစ်မှတ်ဟာမျက်နှာချင်းဆိုင်လျက်တရားစွဲလူနဲ့တရားပြိုင်နေရာကိုအထူးထိရောက်ရှိသွားပါတယ်။ဒေတာဘောက်ထိကျတဲ့ရောက်မှုမပါဘူးဆိုပေမဲ့ဒိုမိန်းထဲကိုရောက်သွားတာနဲ့အသုံးပြုသူရဲ့ဂျိန်စာနည်းပညာကချမှတ်တဲ့စီမေးစည်းကမ်းတွေကိုတော့လိုက်နာရမှာပါ။ဒီဒိုမိန်းဟာအသုံးပြုသူအနေနဲ့ဒိုမိန်းထဲကလူတွေကိုခုနကပြောပြခဲ့တဲ့စီမေးစည်းကမ်းတွေကိုမဖြစ်မနေရှင်းပြပေးရမယ်။ Binance Forum လို့ခေါ်တဲ့ဂရီကဝတ်ပေါ်အခြေခံထားတာပါ။တရားစီရင်ချင်းဂျိန်စာနည်းပညာကိုအခြေခံထားတဲ့ဒီဒိုမိန်းဟာအသုံးပြု သူအနေနဲ့သူရဲ့ပြစ်မှတ်ကိုတရားသူကြီးလို့ခေါ်တဲ့ဂျင်းစာကောင်ကြီးထံမှာတရားစွဲဆိုနိုင်စွမ်းကိုပေးပါရည်ဒါပေမဲ့ဒီဒိုမိန်းနဲ့ကိုရောက်သွားရင်တရားစွဲဆိုတဲ့အသုံးပြုသူရောတရားစွဲဆိုခံရတဲ့ပြစ်မှတ်ရောနှစ်ဖက်လုံးကတိုက်ခိုက်ခွင့်မရှိပါဘူးဒိုမိန်ဖွင့်ပြပြီးခြင်းမှာပဲအမှုစစ်ဆေးခြင်းကိုစတင်လုပ်ဆောင်ပါတယ်ပထမဆုံးတရားသူကြီးကတရားပြန်ရဲ့ကျိုးလွန်ထားတဲ့ပြစ်မှုတွေကိုကြေညာပါတယ်အဲဒီပြစ်မှုတွေဟာသူတို့တကယ်ပြုလုပ်ခဲ့တာတွေလည်းပါသလိုတကယ်မလုပ်ခဲ့တဲ့ပြစ်မှုတွေလည်းပါပါတယ် တရားသူကြီးဟာဒိုမိန်းထဲမှာရှိတဲ့သူတွေအကုန်လုံးကျူးလွန်ခဲ့တဲ့ပြမှုတွေကိုအလုံးလျောက်သိပါတယ်။ဒါပေမဲ့အဲ့ဒီသိထားတဲ့အချက်လက်တွေကိုအသုံးပြုသူကလည်းမသိရပါဘူး။တရားသူကြီးတယောက်တည်းကသာသိတာပါ။ပြမှုတွေအတွက်တရားသူကြီးကချမှတ်တဲ့ပြစ်ဒဏ်တွေဟာနံပါတ်စလုံးကတင်ပြတဲ့စကားသွားလာပုံမူတည်ပါတယ်။စစောကြတဲ့အကောင်လုံးကိုပြန်လဲပြောကြပြီးတဲ့နောက်မှာတရားပြန်အနေနဲ့သူတို့ရဲ့အမှုကလည်းလုကင်းမှုအခွင့်အရေးတစ်ခုရှိပါတယ်။သူတို့ကိုရွေးချယ်စရာ၃မျိုးပေးထားပြီးအဲ့ဒါတွေကတော့ အမှုကိုဝင်လဲဝင်မခံဘူးညင်းလဲမညင်းဘူးတိတ်တိတ်ဆိတ်ဆိတ်ပဲနေတာရဲ့အမှုကိုအယူခံဝင်တာရဲ့ညင်းဆိုတာရဲ့ဆိုပြီးဖြစ်ပါတယ်တရားပြရင်အဓိကလောက်ရမယ့်ချက်ကတရားသူကြီးစီကနေအဖြစ်ကင်းတယ်ဆိုတဲ့ညင်ညာချက်ကိုရအောင်ပြောဆိုရမှာပါ တကယ်လို့ဘက်ကလည်းတရားပြန်ပြည်တံချမှတ်ခံရအောင်တခုပဲလုပ်လို့ရပါတယ်။အဲဒါတော့တရားသူကြီးကတင့်တော်သလိုပေးထားတဲ့တတိယအပေါ်မူတည်ပြီးတရားပြန်ရဲ့ညှိဆိုချက်ကိုပြန်လည်ခြေပရရပါ။တရားသူကြီးတင်သွင်းပေးခဲ့တဲ့တတိယဟာချဲ့ပိတ်ထားတဲ့စာရေးတစ်ခုပုံစံဖြစ်ပြီးတရားလူရဲ့လက်ထဲကိုရောက်လာမှာဖြစ်ပါတယ်။တရားလုံးနဲ့တရားပြန်နှစ်ယောက်စလုံးသူရဲ့အဆိုပြုချက်တွေကိုတင်ပြပြီးသွားတဲ့အခါမှာတရားသူကြီးကဥပဒေနဲ့ကန့်ညီတဲ့ပြည်တံတစ်ခုကိုချမှတ်မှာဖြစ်ပါတယ်။အကယ်၍တရားပြန်ကအပြည့်ရှိရလို့ထင်ရှားရင်များစွာသောပြည်တံတွေထဲကတစ်ခုကိုချမှတ်ဖြစ်ပေးပါတယ်။အသုံးပြုသူ ကိုရိုင်းအောင်သူပြစ်မှတ်အနေနဲ့ဘယ်ပြစ်ဒဏ်ကိုချမှတ်ခံရမလဲဆိုတာကိုမသိပါဘူးတရားသူကြီးအများဆုံးချမှတ်လေးရှိတဲ့ပြစ်ဒဏ်ကတော့ဒိန်းယူခြင်းဖြစ်ပါတယ်အဲ့ဒီပြစ်ဒဏ်ချမှတ်လိုက်တဲ့အခါမှာတရားပြန်ရည်နေသူတို့ရဲ့ကျိန်းစာစွန့်ကိုအသုံးပြုလို့မရတော့ပါဘူးပြစ်ဒဏ်ချမှတ်ပြီးတဲ့နောက်ဒိုမိန်းလည်းပျောက်ကွယ်သွားပြီးပြစ်မှတ်ကိုချမှတ်ထားတဲ့အပြစ်ဒဏ်ကချက်ချင်းတက်ရောက်သွားမှာပါဒါပေမဲ့လည်းဖွင့်ဟဝင်ခံခြင်းမရှိဘဲအပြစ်ရှိတာထင်ရှားတယ်လို့ယူဆတဲ့အခါမျိုးမှာတကယ်ပြန်ရင်နေတဲ့တရားသူကြီးမငင်းဆန်နိုင်တဲ့နောက်ထပ်ကြမ်းတာဆိတ်ဆိတ်မှုကိုတစ်ခါပြုလုပ်နိုင်ပါတယ်။ ဟီဂိုရုမာကရူဂျီကိုတရားစွဲဆိုပြီးကျင်းသာစွန့်ရင်ပိတ်သိမ်းခံရရတဲ့အဖြစ်တန်ကြားသွားတဲ့နောက်မှာရူဂျီကနောက်တစ်ကြိမ်ဂျာနာစီစီပြဖို့တောင်းဆိုခဲ့ပါတယ် ဒုတိယအကြိမ်ဂျာနာဆစ်ဆေးနေစဉ်မှာ UG ဟာရှင်မူရအပိုင်းမှာတော့ကသုခနာဒုက္ခနာကိုရဲဝင်နေစဉ်လူအများပြားကိုအစိုးရအပြုံလိုက်တပ်ပြမှုကိုကျူးလွန်ခဲ့တာကြောင့်အပြစ်ရှိကြောင်းထင်ရှားသွားခဲ့ပါတယ်။ဒါကြောင့်ပဲတရားသူကြီးမင်းက UG ကိုတိတ်တန့်ချမှတ်လိုက်ပါတယ်။ဒီဒိုမိန်းတွေကတရားသူကြီးတိတ်တန့်ချမှတ်လိုက်ပြီးဆိုရင်ဒိုမိန်းအသုံးပြုသူကိုတန်းစင်နဲ့စွန့်အင်နဲ့ပြုလုပ်ဖန်တီးထားတဲ့ဓာတ်ချောင်းကိုပေးပါတယ်။ဒီဓာတ်ကိုကွန်ပျူတာရဲ့ဓာတ်လို့ခေါ်ပြီးဓာတ်ကိုထိလိုက်တဲ့သူ run ချက်ချင်းတည်သွားမှာဖြစ်ပါတယ်။ ဟီဂိုရူမာဟာစကိုနာနဲ့တိုက်တဲ့ခံမှာနောက်တစ်ခါဒေရန်ချမှတ်ခံရတာကြောင့်အိုက်ဒါကိုဒုတိယတစ်ကြိမ်လက်ခံရရှိခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲမှာသူဟာသူ့တုံမင်းနဲ့စကုနာရဲ့ဂျင်ဇာလက်နက်တွေအသုံးပြုခွင့်ကိုပိတ်ချနိုင်ခဲ့တဲ့အပြင်တည်တံပါချမှတ်နိုင်ခဲ့တာပါ။နံပါတ်5အိုက်ဒက်ဂန်ဘယ်တည်ဆုံးခြင်းလာဝစားခဲ့ ဒီ domain ကိုတော့ခင်ဂျီဟာကာရီကအသုံးပြုခဲ့တာဖြစ်ပြီးဒီ domain ရဲ့နာမည်အပြည့်စုံကတော့ idata.gambe cr private viewer left train version 1.239ဖြစ်ပါတယ်။ဒီ game ကအပြင်မှာတကယ်တရှိတဲ့ game server ပေါ်မှာအခြေခံထားတာဖြစ်ပြီးအဲဒီ game ကအခြေရုပ်ပြဇာတ်လမ်းတွေတစ်ခုကို game ပုံစံပြောင်းထားတာပါ။အသုံးပြုသူက private viewer left train ရုပ်ပြတွေကဇက်ကောင်တွေရုပ်ပုံတွေကိုအလဲကျလဲရမှာဖြစ်ပြီးတောကိုတွဲကြလာခဲ့ရင် jump ပေါက်ပေါက်မှာဖြစ်ပါတယ်။ ရပ်ပောက်တဲ့ကအသုံးပြုသူဟာအကန့်အသတ်မရှိတဲ့ချိန်စာစွမ်းအင်တွေနဲ့အလိုလျောက်ပြီးပြည့်စုံတဲ့ပြောင်းမြင်ချိန်စာနည်းပညာကိုပါအသုံးပြုခွင့်ရရှိမှာဖြစ်ပါတယ်။ဒါပေမဲ့ဒီစွမ်းအင်တွေကိုရပ်ပောက်ပြီး၄မိနစ်နဲ့၁၀စက္ကန့်အတွင်းသာအသုံးပြုနိုင်မှာဖြစ်ပါတယ်။ အဲ့ဒီအချိန်ပိုင်းကျဟာ Brave Pure Left Train ခင်းတွေက team ဆောင်ရင်ကြာချိန်ပဲဖြစ်ပါတယ်။ဒီ domain ကနေရရှိတဲ့ပြောင်းပြန်ချိန်စာနီးပညာဟာကိုဂျုံနဲ့စုကနာတို့အသုံးပြုနိုင်တာတစ်ခုပိုပြီးအဆင့်မြင့်ပါတယ်။အသုံးပြုသူဟာဒီလိုဂျပေါပေါပေါဆိုရင် game မှာပေါင်းဝင်ကစားရမှာဖြစ်ပြီး936ကကစားမှတစ်ချိန်သာဂျပေါပေါနိုင်ခြင်းရှိပါတယ်။ domain ကိုဖွင့်ထုတ်လိုက်တဲ့အခါ domain ရဲ့ဒေတာပေါင်းထိကျတဲ့အောင်မှုအနေနဲ့ဒီ game နဲ့ပတ်သက်တဲ့အချက်အလက်တွေကိုအသုံးပြုသူနဲ့တိုက်ခိုက်နေတဲ့ရန်သူထံကိုပါလွှဲပြောင်းပေးမှဖြစ်ပြီးရန်သူပေါ်မှာထိခိုက်ခြင်းလုံးဝမရှိပါဘူး။ ဒါမဖြစ်ရဲ့ဒီဒိုမိန်ရဲ့တည်ဆောက်မှုနဲ့ဒိုမိန်နဲ့ပါဝင်ဖွဲ့ရှက်နေတဲ့ခြင်းသာနေပညာဟာ၃တတ်သမ20စက္ကန့်လောက်ပဲကြာတယ်ဒီကိုအတော်လေးမြန်ဆန်ပါတယ်ဒိုမိန်ပွင့်လိုက်တာနဲ့ဂိမ်းဟာ normal မှုနဲ့စတင်ပါတယ်ရန်သူနဲ့တိုက်ပွဲစတင်တဲ့အခါမှာတော့အသုံးပြုသူဟာတိုက်ပွဲအတွင်းမှာပုံရိပ်ရောင်အမျိုးအစားအသုံးပြုဖို့ပြသနိုင်ပါတယ်အဲဒီပုံရိပ်ရောင်တွေကတော့တကားရီတီးတန့်ဘောလုံးတွေနဲ့အစင်းလိုက်ဖြစ်တဲ့တက်ရောက်မှုတွေဖြစ်ပါတယ်တကားရီနဲ့ဘောလုံးတွေကိုတိုက်ခိုက်တဲ့နေရာမှာအသုံးပြုပြီးအစင်းလိုက်တက်ရောက်မှုတွေကတော့အသုံးပြုသူအပေါ်ကိုတက်ရောက်လိုက်တဲ့ damage ကိုအစင်းလိုက်ပြန်ပြီးပြုပ ဖြစ်နိုင်ကကာကွယ်တဲ့နေရာမှာအသုံးပြုပါရစေ။ဘောလုံးတွေနဲ့တကားတွေကတော့အစိမ်းရောင်အနီရောင်နဲ့ရွှေရောင်ဆိုပြီးသုံးပြုလာပါရစေ။ဂျက်ပေါပေါင်းနိုင်ခြင်းမြင်မှာဖို့ဆိုရင်တတ်တက်ရောင်ဘောလုံးတွေနဲ့တကားတွေကိုအသုံးပြုတာဒါမှမဟုတ်အစိမ်းလိုက်တက်ရောက်မှုကို၄ကအသုံးပြုရပါရစေ။ အသုံးပြုသူဟာဘယ်ပုံရိပ်တွေကိုပြတာမလဲဆိုတာကိုရွေးချယ်နိုင်ပြီးကြားပေါပေါတာမပေါတာကတော့ကံပေါ်ပဲမူတည်ပါတယ်။ပုံရိပ်တွေတစ်ခုဒါမှမဟုတ်တစ်ခုထပ်ပို့ပြီးပြတာခြင်းမှာ reach request ဆိုတဲ့အဆင့်ကိုရောက်သွားစေပါတယ်။အဲဒီအဆင့်မှာကြားပေါပေါဖို့ဆိုရင်ကဏ္ဍသုံးလုံးထဲကနှလုံးထမ်းဖို့လိုအပ်ပါတယ်။ reach request ဆိုတဲ့အဆင့်လေးမျိုးရှိပြီးတော့တစ်မျိုးချင်းစီမှာကြားပေါပေါနိုင်တဲ့အခွင့်အရေးတွေပါရှိပါတယ်။ final train reach ဆက်ကွက်ကတော့ဂျာပေါပေါင်းနိုင်ချေ80ရာဝန်းနှုန်းတောင်ရှိပါတယ်။ ဟာဂရီယာဒီဒိုမိန်ကိုချာလတ်စ်ဘိုင်ရန်နဲ့တိုက်တွန်းကပထမဆုံးအသုံးပြုခဲ့ပါတယ်။သူဟာဒီဒိုမိန်ကိုကျွမ်းကျင်တာအကြောင်းဂျာပေါ်ပေါက်လန့်ကြီးကချားသူတွေထက်အများကြီးပိုကြောင်းပြောကြားထားပါတယ်။နံပါတ်30 Time Simon Palace အချိန်ပိတ်လောင်တော့လာနေတော့ ိုင်းဆမ်မွန်ဖဲလေးလို့ခေါ်တဲ့ domain expansion ကိုတော့ဇီနီနာအိုရာကအသုံးပြုတာဖြစ်ပြီးဖွင့်ထုတ်လိုက်တဲ့အခါမှာအမောင်လူကလွှင့်ရင်ဘာမှမရှိတဲ့နေရာတစ်ခုကိုရောက်ရှိသွားစေပါတယ်။အဲ့ဒီနေရာမှာလွင်မျောနေတဲ့အမောင်လေးတွေတာရှိပါတယ်။အသုံးပြုသူဟာအသားရည်နဲ့ပြုလုပ်ထားတဲ့လမ်းကြောင်းပေါ်မှာယက်နေပြီးသူ့နောက်မှာကြီးမားတဲ့မျက်လုံးတစ်ခုရှိပါတယ်။ ဒီ domain ရဲ့ဒေတာပေါက်ထိကျက်သက်ရောက်မှုကတော့အထဲဝင်လာတဲ့သူမန်သမားရဲ့ level နဲ့ကိုဖလင်ပြားတွေထည့်သွင်းလိုက်တာပါအဲဒီနောက်မှာ domain တဲ့ဘယ်သူမဆိုလှုပ်လိုက်တာနဲ့ပြသမှုစင်စာနီးပညာနဲ့သူတို့လှောင်ရှားမှုရဲ့အချိန်တစ်စက္ကန့်ကို24ပိုင်းပိုင်းထားလိုက်တာပါအကြိအဲ့ဒီထဲကလူတွေဟာလှုပ်လိုက်တာနဲ့သူတို့ခန္ဓာကိုယ်မှာသွေးထွက်ဒဏ်ရာရီတွေအများကြီးပေါ်လာမှာဖြစ်ပါတယ် ဒါဟာဒိုမိန်းနဲ့ပေါင်းစပ်နေတဲ့ချိန်စာနည်းပညာရဲ့အစွမ်းကိုတိုးမြင့်ပြီးပြမတ်တစ်ခုချင်းစီရဲ့ခန္ဓာကိုယ်တွင်းက cell တွေထိပါတက်ရောက်အောင်တိုက်ခိုက်တာဖြစ်ပါတယ်။အဲဒီချိန်မှာလှုပ်လိုက်တဲ့လူတိုင်းဟာသူ့ရဲ့ခန္ဓာကိုယ်မှာမရေမတွက်နိုင်အောင်များပြားတဲ့ဖြတ်တောက်ဒဏ်ရာတွေပေါ်လာမှာဖြစ်ပါတယ်။ဒိုမိန်းတွေကလူတွေဟာများများလှုပ်ရှားလေလေသူ့ရဲ့ခန္ဓာကိုယ်မှာဖြတ်တောက်ဒဏ်ရာတွေဖြစ်ပေါ်လာလေလေပဲဖြစ်ပါတယ်။နောက်ရဇလန်အတွင်းမှာပထမဦးဆုံးအနေနဲ့သူ့ရဲ့ဒိုမိန်းကိုဖွင့်နိုင်ခဲ့ပြီးဇီနီမာကီဟာဂန်တီတိုနဲ့ရော့ဂိုချီရှီမီရိုတိုနဲ့တိုက်ပွဲဖြစ်နေစဉ်တွင် ဖွင့်ထုတ်ခဲ့တာပါ သူဟာဒီလိုနဲ့မီရိုရိုရဲ့ level နဲ့ကို friend list တွေထိုးသွင်းခဲ့ပြီးလှုပ်လို့မရအောင်ပြုလုပ်နိုင်ခဲ့ပါတယ်။အဲဒီထိုးသွင်းခံရတဲ့ချိန်မှာဘာမှမဖြစ်ခဲ့တာကြောင့်ပဲသူတို့နှစ်ယောက်ကဘာမှမဖြစ်ဘူးဆိုပြီးနာဝင်ရကိုတိုက်ခိုက်ဖို့လုပ်ခဲ့ပါတယ်။ domain က24 frames per second စီမင်းကိုမလိုက်လာနိုင်တာကြောင့်ဒီလိုနဲ့မီရိုတို့ဟာသူတို့ခန္ဓာကိုယ်နဲ့မှာ diary များစွာရသွားခဲ့ပါပြီ။ဒါပေမဲ့လည်းဒီ domain ဟာ market လို့ချိန်စာစွမ်းရည်မရှိတဲ့လူကိုတက်ရောက်မှုမရှိတာကြောင့်သူမဟာ domain ရဲ့စီမင်းကိုလိုက်နာစရာမလိုပဲလွတ်လပ်စွာရောက်ရှားလို့ရနိုင်ခဲ့ပါပြီ။ဒါကြောင့်မင်းနောက်ဆုံးမှာ ာတော့ NaN ရဲ့နောက်ကျောကိုဒါကနေထုတ်ပြီးတပ်ပစ်ကဒိုမိန်းကိုပိတ်ချခဲ့ပါတယ်။နံပါတ်7 Warm Profusion အာနာမတကပေါင်းစည်းခြင်းဒီ Warm Profusion လို့အမည်ရတဲ့ဒိုမိန်းကိုခန်ချာကိုကအသုံးပြုခဲ့တာဖြစ်ပေမဲ့ဒီဒိုမိန်းရဲ့အမူရင်းအသုံးပြုသူကဇလိုက်ရဲ့အမည်ဖြစ်သူ Ada Tori Kaori ဖြစ်နိုင်ပါတယ်။ ဒီဒိုမိန်ကိုဖွင့်ထုတ်လိုက်တဲ့အခါမှာမျက်နှာတွေကိုပေါင်းစည်းကပျော်စင်သပွဲတည်ဆောက်ထားတဲ့တာဝါကြီးတစ်ခုကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ရိုက်တာဝါရဲ့အနီးတစ်ဝိုက်ရှိတဲ့ဘသူမဆိုမမြားနိုင်တဲ့ပေါက်ကွဲမှုကိုခံစားရမှာဖြစ်ပါတယ်။ဒါပေမဲ့ဒီတိုက်ခိုက်မှုရဲ့တကယ်မူရင်းကိုတော့သိကြမသိရပါဘူး။ စကုနာရဲ့ domain လိုပဲ one profusion ဟာလည်းအကရမပါပဲဖွင့်ထုတ်နိုင်တဲ့ domain မျိုးစားတစ်ခုဖြစ်ပြီးအကရမပါတဲ့ domain ဖြစ်တာကြောင့်အပြင်ကနေအလွယ်တကူဖြိုဖျက်ပစ်လို့မရနိုင်ပါဘူး UK စကုမိုကသူမရဲ့ domain ကိုဖွင့်ထုတ်ပြီးသူကိုတိုက်ခိုက်လာမှစိုးရိမ်တာကြောင့်ကန်ဂျကူဟာသူ့ရဲ့ဂျင်းစာနီးပညာကိုပေါင်းဆက်ပြီးအကရံတစ်ခုကိုဖန်တီးခဲ့ပါတယ်ဒိုမိန်ရရတဲ့အကရင်ဟာအရန်ကိုတောင်းနေခိုင်မာတာကြောင့် UK ရဲ့ဒိုမိန်ကိုပြုတ်ပြတ်သွားစေခဲ့ပါတယ်။ဒီဒိုမိန်ကြောင့် UK ဟာကြီးမားလာတဲ့မြေဆွဲအားကိုခံစားခဲ့ရပြီးဒဏ်ရာပြင်းပြင်းထန်ထန်ရသွားခဲ့ပါတယ်။ နံပါတ်7 3 4 inflation ဝေဒနာ3ပါရွှေဟောင်းမော်ဆီယာ Rerozu ရဲ့ domain expansion ဖြစ်ပြီးဒီ domain ကိုဖွင့်ထုတ်လိုက်တဲ့အခါဘာမှကိုမရှိတဲ့ vla name တခုကိုဖြစ်ပေါ်စေပါတယ်။အဲဒီ name ထဲမှာ organic တိစောက်ပုံတွေကလွင့်မြောင်းနေကြပါတယ်။အဲဒီ organic တိစောက်ပုံတွေဟာ insect တွေရဲ့အုံနှောင်းတွေသူ့ရဲ့ကွဲထွက်နေတဲ့အာရုံကြောတွေကိုကိုးစားပြုပါတယ်။ ီတော့မင်းရဲ့တေချာပေါက်ထိချက်တဲ့ရောက်မှုကိုတော့ Rerozo တိစောက်ထားတဲ့ပစ္စည်းတွေပေါ်မှာအသုံးချပါရီ။ဒီမားနဲ့စကူနာတိုက်ခိုက်တဲ့တိုက်ပွဲဆုံးမှာ Rerozo ဟာဒီမားရဲ့စွမ်းအားကြီးဆုံးလက်နက်တစ်ခုကိုတိစောက်ပြီးဒီမင်းကိုချက်ချင်းဆိုတယ်လို့ဖွင့်ထုတ်ခဲ့ပါရီ။အဲဒီလက်နက်ကိုတော့ True Spare မှန်ကန်သောဆက်လုံးလို့ခေါ်ပြီးစကူနာကိုဒီလက်နက်ရဲ့တာယောက်မှုသွားထိစေဖို့ဒီမားရဲ့ဒိုမင်းကိုဖွင့်ထုတ်ခဲ့တာပါ။ဒါပေမဲ့သူမဟာသူမရဲ့ချိန်စာနေပညာကိုထည့်သွင်းဖို့တွန်းဆုပ်နေခဲ့ပြီးစုကနာကတော့မဟောရာကားကိုဆင်ခေါ်ပြီးသူမရဲ့လက်နက်ကိုဖျက်ဆီးပစ်ခဲ့ပါတယ်။ ဓမ္မဆက်သော Atlantic Mutual Love စေမံသောအပြန်အလှန်ချက်ချင်း Special Green မော်ဆရာတယောက်ဖြစ်တဲ့ Augustu Utah ရဲ့ domain ဖြစ်ပြီးဒီ domain ကိုဖွင့်ထုတ်လိုက်တဲ့အခါမှာပျက်စီးနေတဲ့လဝါကတ်တိုင်ပုံတွေကြားရကိုရောက်ရှိသွားမှာပါ။အဲဒီညမှာမြေပြင်တစ်လျှောက်မှာလည်းဓာရီများစွာနဲ့ပြည့်နေနေပါတယ်။အသုံးပြုသူ Utah ဟာသူရဲ့ဂျင်စာနီးပညာဖြစ်တဲ့ copy နဲ့အရင်ကအခုယူခဲ့ဦးတဲ့ဂျင်စာနီးပညာတွေကတခုခုရွေးချယ်ကသူရဲ့ data box ထိချက်ဖြစ်ရန်သူပေါ်ကိုတက်ရောက်စေဖို့ domain ရဲ့အကာရန်တွေကိုပေါင်းထည့်ပေးရပါတယ်။ဒါကြောင့်ဒီ domain ရဲ့ data box ထိချက်တက်ရောက်မှုကတခြား domain တွေလိုဒီဒီကြကြမရှိဘဲနဲ့ Utah ရွေးချယ်လိုက်တဲ့ဂျင်စာ ာနေပညာအတိုင်းတက်ရောက်မှာဖြစ်ပါတယ်။သူကူးယူခဲ့မှုတဲ့တခြားကျင်းစာနေပညာတွေကိုလည်းဒိုမိန်းတွေကပြန်ကျဲနေတဲ့ဓာတ်တွေထဲမှာတင်စီထားပါတယ်။ဓာတ်ထဲမှာတင်ထားတဲ့နေပညာကိုအသုံးပြုသူကတာလင်ဖွင့်ပြီးအသုံးချနိုင်တာဖြစ်ပါတယ်။ဒါပေမဲ့လည်းအသုံးပြုသူကိုယ်တိုင်တော်မှဘယ်ဓာတ်ကဘယ်ကျင်းစာနေပညာကိုထည့်သွင်းထားသလဲဆိုတာဖွင့်လိုက်တဲ့အချိန်ကြာမှသာသိရှိတာဖြစ်ပါတယ်။ဒီဓာတ်တွေထဲမှာတင်စီထားတဲ့နေပညာကိုတစ်ခါသုံးပြီးရင်ဓာတ်ကပြည့်စည်သွားမှာဆိုပေမဲ့အဲဒီဒိုမိန်းထဲမှာမရင်မတွက်နိုင်တဲ့ဓာတ်ပေါင်းများစွာရှိနေပါတယ်။ ယူဒာဟာစကုနာနဲ့တိုက်တဲ့ပွဲမှာသူ့သူမင်းရဲ့အစွမ်းတွေအကုန်လုံးကိုထုတ်ပြခဲ့ပါတယ်တူအားရီတိုက်ပွဲမှာဒိုမင်းရဲ့တေချာပေါက်ထိကျက်တရားမှုအဖြစ်အင်္ဂရဲ့ extinguishment နည်းပညာကိုတေချာပေါက်ထိကျက်ဖြစ်ထည့်သွင်းခဲ့ပါတယ်။ရိုက်တပ်ပွဲမှာဆိုကိုနာကယူတာကို war cutting slash ဆိုတဲ့ဖျက်တောက်မှုကိုသုံးမိတိုက်ခတ်ခဲ့တာကြောင့်ယူတာလည်းဒဏ်ရာပြင်းထန်ရသွားခဲ့ပြီးဒိုမင်းပြတ်ပြတ်သွားခဲ့ပါတယ်။နံပါတ်၁၄ UG ရဲ့ domain expansion ်ယူဂျီရဲ့ဒိုမိန်းကိုမန်ငါထဲမှာဖော်ပြခဲ့ပြီးဒီဒိုမိန်းရဲ့နာမည်ကတော့မရှိသေးပါဘူးဖွင့်ထုတ်လိုက်တဲ့အချိန်မှာပြစ်မှတ်ကိုလွတ်လွတ်နေတဲ့ယထာဘူရိုင်းတို့ခုတွေကိုရောက်သွားစေပါတယ်အဲ့ဒီမှာတော့ယူဂျီဟာသူ့ယထာသမားဒိုင်ယာတွေကလည်းကောင်းမွန်နေပုံပေါ်ပါတယ်ဒါဟာလေဒိုမိန်းရဲ့ပြစ်မှတ်စိတ်ကိုပုံရိပ်ရောင်နေဖြစ်အောင်လုပ်နိုင်တဲ့အစွမ်းကြောင့်အခုလိုဖြစ်နေတာလည်းဖြစ်နိုင်ပါတယ်ယူဂျီဟာသူ့ရဲ့ဒိုမိန်းကိုစုခုနာနဲ့တိုက်ခိုက်ရင်ပရမအဆုံးချိန်ဖွင့်ထုတ်ခဲ့ပါတယ်ဒါပေမဲ့ဒီဒိုမိန်းကိုတော့မန်ငါထဲမှာတိကျမပြသရသေးတာကြောင့်အခုထိပြပြဆုံဆုံမတိရသေးပါဘူး ။အခုဗီဒီယိုထဲမှာတော့ဂျိုဂျင်းစုခိုင်ဆန်အန်တမီနီကအသုံးပြုခဲ့ကြတဲ့ဒိုမိန်းတွေအကြောင်းကိုတိကျရှင်းလင်းတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ဘဲတူရောအခုဖော်ပြသွားရတဲ့ကဘဲဒိုမိန်ကအကျဉ်းဆုံးဖြစ်မဲ့ထင်ပါတယ်လေဘဲဒိုမိန်ကိုအကြိုက်ဆုံးပါလေဘဲတူရဲ့အတွေ့အကြုံကိုကွန်မန့်မှာရေးပေးခဲ့လို့ရပါတယ်အခုလိုဗီဒီယိုလေးကိုစောင်းနေကြည့်ရှုပေးလို့ကျေးဇူးတူပဲတင်ရှိပါရခင်ဗျာ